မင်္ဂလာပါခင်ဗျာဒီနေ့တော့ကျွန်တော်တို့ထိုင်းနိုင်ငံမှာရှိတဲ့ဖះနဂရတီအယုဒ္ဓယာတို့မဟုတ်အယုဒ္ဓယာမြို့ပေါ့နော်မြို့ဟောင်းကိုသွားမှာဖြစ်ပါတယ်အခုကျွန်တော်ရောက်နေတာမြို့ဟောင်းကဖះเจ้าမှာပါဘန်ကောက်မြို့ကနေမိုင်90လောက်ဝေးတဲ့ကြောက်ဖះမြစ်အတွင်းပေါ်မှာရှိတဲ့အယုဒ္ဓယာမြို့ဟောင်းကို1350ပြည့်နှစ်ပထမရာဇဒီရစ်ဘွဲခံပြအုပ်ထုံးအမည်ရှိယူရီးယားဘရင်တစ်ပါးကစတင်တိဆောက်ခဲ့ရမှာခန္ဓာကြီးကျယ်တဲ့မင်းနေပြည်တော်ဖြစ်လာခဲ့တာပါ ဲ့ဒီခန္ဓာကြီးတဲ့မင်းနေပြည်တော်ကြီးရဲ့တဖြည်းဖြည်းအင်အားကောင်းလာပြီးတော့ရှေးဥပိုင်းမှာထိုင်းမျိုးပြနိုင်ငံများဖြစ်တဲ့တက္ကသဲတို့ပိတလောက်စတို့တည်ယူခဲ့တာပေါ့အဲ့ဒီအရင်တစ်ဆင့်ယူရီးယားမင်းအဆက်ဆက်အုပ်ချုပ်လာခဲ့တာနှစ်ပေါင်း438နှစ်တိုင်တိုင်မမမမရက်တည်ခဲ့ပြီးအယုဒ္ဓယနေပြည်တော်ကကမ္ဘာအလယ်မှာအဲထင်ရှားတဲ့တိုင်းပြည်တစ်ခုဖြစ်ခဲ့တာပေါ့နော်ဟိုအင်အားအင်ပါယာကောင်းပြီးတော့ပတ်ဝန်းကျင်နေပြည်တော်ကိုတိမ့်တိမ့်ပြီးတော့အုပ်ချုပ်လာခဲ့တဲ့တိုင်းပြည်တစ်ခုပဲဖြစ်တယ် နှစ်ပေါင်း438နှစ်ပြီးတဲ့နောက်မြန်မာတပ်ကြီး1128ခုနှစ်မှာနောက်ဆုံးဖြစ်ပွားခဲ့တဲ့ရိုဒရားမြန်မာစစ်ပွဲမှာမြန်မာတွေလက်အောက်ကိုကျရောက်ပြီးရာဇဝင်တွင်လောက်အောင်ဆုံးရှုံးပစ်စည်းခဲ့ရတာပေါ့အဲ့ဒီအပျက်စီးတွေကိုရိုဒရားဒီထိုင်းနိုင်ငံသားတွေဟာအဲဒီမြို့ကိုလုံးဝဆွတ်ထုတ်လိုက်ပြီးတော့နန်းတော်ကိုဘန်ကောက်ကို ပြောင်းခဲ့တယ်ဒါပေမဲ့လို့အဲ့ဒီမြို့ဟောင်းကိုဒီတိုင်းမဆွတ်ထုတ်ဘဲနဲ့ထိန်းသိမ်းထားခဲ့တာအခုဆိုရင် UNESCO ဝင်တဲ့အဆင့်ဖြစ်လာပြီအဲ့တော့ ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်မြို့ဟောင်းတွေအများကြီးရှိပါတယ်အဲ့တော့မြန်မာနိုင်ငံမြို့ဟောင်းတွေနဲ့နောက်ကျတဲ့ဒီအယုဒ္ဓယာတောင်မှနောက် UNESCO ကိုဝင်ပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာဂုတိမြို့ဟောင်းတွေကဘာမှအတုံးမကျဖြစ်နေတာပေါ့နော်အဲ့တော့ UNESCO ဝင်သွားတဲ့အတွက်ထိုင်းနိုင်ငံရဲ့ခီးတွားလုပ်ငန်းဟန်တီးတက်တာနိုင်ငံဝင်ငွေတွေရပါတယ်မပုံထဲမှာမြင်တဲ့အတိုင်းပဲဒါဒီနေရာတော့အဓိကဒီနေရာရဲ့အဓိကနေရာပေါ့နော်ညောင်ပင်အမြစ်ထဲမှာဖះကောင်းညူထားတဲ့ပုံပေါ့ တော့ကြည့်ပါအဆောက်အအုံတွေအားလုံးဟာဟိုရုပ်ထုတွေဝင်နေရစအကုန်ပြိုပြက်အကုန်ရိုက်ခွဲထားတာပေါ့နော်ဒါကတော့အုတ်တွေပေါ့ဒီအုတ်တွေဆိုအုတ်တစ်ချက်ကိုတော်တော်ကြီးတယ်ရှစ်ခစ်လက်ရအုတ်တွေကိုကြည့်ရတာစနစ်လက်ကြတယ်ပေါ့နော်အဲ့တော့အရင်ခစ်ကဒီထိုင်းနိုင်ငံအဲဓာတ်တွေရဲ့လက်မှုပညာကိုလည်းကျွန်တော်ခံမှန်းအောင်ရတယ်ဒါတော့ကြီးကျယ်ခမ်းနားတဲ့မြို့ကြီးတွေကိုတိဆောက်ခဲ့တာ เนาะအခုခေတ်တို့ရန်နေရာတွေဘာမှမရှိဘဲနဲ့သူတို့ခေတ်ကနေတိဆောက်ခဲ့ရတာပေါ့เนาะအဲ့တော့ယုဒ္ဓယာဆိုရတဲ့ချိန်ကစံစဘာအပေါ်အများဆုံးအဓိကနေရာကြီးပေါ့ထိုင်းတနိုင်ငံလုံးရဲ့အဓိကနေရာကြီးပဲဖြစ်ပါတယ်လူကြီးတတန်းကျော်နေခဲ့တာပေါ့เนาะမြန်မာတက္ကသိုလ်930ပြည့်နှစ်တောင်ငူခေတ်တပင်ရွှေသီးလက်ထက်မှာစရယူရီးယားနဲ့မြန်မာတို့ကမကြာခဏတိုက်ပွဲဖြစ်လာခဲ့ရဒါမြန်မာတွေရတဲ့ယူရီးယားတော့တိတ်နေယူရီးယားတွေရတဲ့ဒီမြန်မာနေဆက်ပေါ့ တင်းနာကြီးတို့တဝဲတို့မုတ်ဓမတို့အဲ့ဒီဘက်တွေရောက်ခဲ့တယ်။တပင်ချွေကြီးလက်ထက်အယုဒ္ဓယာမြို့ကိုတလခံလောက်ကြံတော့မြို့ပြတ်မြို့စီးပြပြီးထူထပ်လာတဲ့ဖြင့်မအောင်မြင်ခဲ့ဘူး။ဘုရင်တော်ဟန္တာဝတီစင်ပြူများရှင်မင်းတရားလက်ထက်တက္ကရဲ့925ခုနှစ်မှာတစ်ကြိမ်930ပြည့်နှစ်မှာတစ်ကြိမ်နှစ်ကြိမ်တိုင်တိုင်အယုဒ္ဓယာကိုအလုံးအင်းဖြင့်ခြစ်တဲ့တိုက်ခိုက်ပြီးတော့တိမ့်ပိုက်အောင်မြင်ခဲ့တယ်။ မြို့နှစ်တကွရွှေငွေယတနာဘန္နာများစွာကိုတိမ့်ယူပြီးမင်းကြီးမင်းသားများနဲ့မြို့သားမှုအမတ်များကိုတုတ်ပန်းအဖြစ်အမြောက်များဖမ်းပြီးတော့ဟန်တာဝတီကိုစောင့်ယူလာခဲ့တယ်။ဒီအဲ့ဒီချိန်တုန်းကရုဒိယမြို့ဟာတလောက်တော့ပြည့်စည်မှုမရှိသေးဘူး။လောင်မင်းတရားကြီးလက်ထက်တက္ကရာ1120တဲ့တခုနှစ်မှာရုဒိယမြို့ကိုဝင်းရံလှုပ်ကြံတော့လည်းမရခဲ့ဘူး။အဲ့တော့လောက်ကျန်နေစင်မှာပဲလောင်မင်းတရားဟာအဲနာမကျန်းဖြစ်ပြီးပြန်လာတာမုတ်တမကျေးကင်းရွာကိုအရောက်မှာနဲ့ရွာဆန်းတယ် တကရ132ခုနှစ်အလောင်းမင်းကြီးရဲ့တားတော်စင်ပြူရှင်မင်းတရားလက်ထက်မှာတဖန်ယုဒ္ဓယမြို့ကိုထပ်ပြီးတော့လောက်ကြံတိုက်ခိုက်ရတယ်ဒီဒီချိန်မှာတော့အယုဒ္ဓယမြို့ကပျက်စီးခြင်းရဲ့နောက်ဆုံးအချိန်ပဲယုဒ္ဓယမြို့ကြီးကိုဝန်းရံတိုက်ခိုက်ရမြန်မာတို့ကအယုဒ္ဓယမြို့အောက်ကိုကြောင်းဥမင်လိုင်ကောင်းတွေဖောက်တယ်လောင်စာတွေအပြည့်တွင်းပြီးတော့မီးကို မီးရှံတဲ့မြို့ကိုမီးတိုက်ပစ်တာပေါ့နော်ရဲမက်များဝင်နိုင်တဲ့အယုဒ္ဓယမြို့တမြို့လုံးကိုရပြီးတော့ယုဒ္ဓယမြို့သားမိမ့်မိုက်ယောက်ျားအကုန်လုံးကိုဖမ်းယူပြီးတော့ အဲတုံမှန်ဖြစ်ဖမ်းယူတာပေါ့အိမ်ယာတွေចောင်းကန်ဇရက်တစောင်းတွေကိုလည်းအကုန်လုံးမီးရှို့တယ်ဒါအဲ့ဒီအချိန်ကသူတို့မြို့ဟာလုံးဝနန်းနန်းမထူတော့အောင်လို့ပစ္စည်းဆုံးရှုံးခဲ့ရတာပေါ့အဲ့တော့အဲ့ဒီအဲ့ဒီတည်းကဒီယူရီးယားတွေကမြန်မာတွေကိုမုံတီးပြီးတော့ယူရီးယားမြန်မာဇက်ကန်းတွေရိုက်လာတယ်ဒါပေမဲ့အခုကြည့်ပါပုံထဲမှာမြင်းနဲ့အတိုင်းပဲเนาะသူတို့မြို့အကုန်လုံးဟိုခြေမှုတ်ပလိုက်တာပေါ့အရင်ခက်ကဟိုကြားမှုမှာပါခလေးတွေကိုအပေါ်ပစ်တင်နေအောက်ကလှန်စွတ်နဲ့ထိုးတယ်အဲစုံနဲ့ထည့်ထောင်းတယ်ဒါမျိုးပေါ့เนาะ ဟိုတဏျာတဏျာစစ်ရှင်ပြီးတော့နိုင်ဝိုင်းနိုင်တဲ့သူကရှုံးတဲ့သူကိုဘလို့မှနလန်မထူတော့အောင်လှုပ်ပစ်တဲ့ခက်ဒါအရင်ခက်ကအဲ့တော့အခုဒီမှာဒီအယုဒ္ဓယမြို့ရဲ့ဒါကြီးကျယ်ခမ်းနားမှုကအလုံးမြင်တဲ့အတိုင်းပဲအဲ့လိုကြီးကျယ်ခမ်းနားတဲ့မြို့ကြီးကိုဒီလိုမျိုးတိုက်ခိုက်တိမ့်ပိတ်ခဲ့တာကဲကျွန်တော်တို့နိုင်ငံမှာဆိုရင်ဘယ်တော့အမုံတရားတွေပွားမလဲအဲ့တော့ချွတ်တွေထိုင်းနေမြန်မာပြည်သားတွေကိုမုန်းနေဆိုတာလေကျွန်တော်တို့တွေနားလဲပေးရမယ်ဒီမှာကြည့်လိုက်ပါနော် ဒါသူတို့ဒါမျိုးသွားချင်းသူတို့လည်းစိတ်နာမှာပဲကျွန်တော်တို့နိုင်ငံမှာတောင်မှနော်အမင်းရဗမာမင်းရရခိုင်မင်းရမင်းရရှမ်းစသဖြင့်နော်မင်းရကရင်လူမျိုးချင်းချင်းအားချို့တွေရှိသေးတယ်ရခိုင်တွေရဗမာတွေကိုတွားတိုက်တာဗမာတွေရရခိုင်ကိုတိုက်သွားတာတို့မန္တလေးမဟာမြမုနီရရခိုင်ကြီးရတိမ်သွားတာတို့စသဖြင့်ကျွန်တော်တို့ရှေးအဲခက်ဆက်ဆက်ဖြစ်ခဲ့တဲ့အရာတွေကိုပြန်ဖော်ပြီးတော့အမုံတရားတွေ ကျွန်တော်ပွားများအောင်လုပ်တာတွေကဒါလုံးဝမဖြစ်တင်ဘူးလို့ကျွန်တော်တို့ယူဆတင်တယ်။ဘာဖြစ်လို့လဲ?တမိုင်းဆိုတာတော့ကျွန်တော်တို့ရှိတင်တယ်။အဲ့ဒီတမိုင်းဒီကျွန်တော်တို့ရဲ့အားနည်းချက်တွေအတားချက်တွေကိုလေ့လာဖို့အတွက်ပဲဖြစ်တင်တယ်။ဒီခစ်တဲ့အတွက်တမိုင်းဒီကြောင့်အမုံတရားတွေပွားများပြီးလူလူချင်းအမုံတရားပွားများမှုအတွက်တမိုင်းကိုအတုံးမချတင်ဘူး။ဒါကျွန်တော်တို့ဆိုရတာတမိုင်းတွေကိုအရင်စိတ်ဝင်စားတယ်။ဒီအခုကျွန်တော်ရိုက်ပြနေတယ်ဆိုတာကဒီယူရီးယားကို ဒီမရောက်ဖူးတဲ့တူတွေပေါ့နော်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့အဲတွေ့မြင်နိုင်အောင်လို့ဒီဗီဒီယိုလေးကိုကျွန်တော်တင်ဆက်ရင်ဖြစ်ပါတယ်အခုဒါခီးတွားရာဒီအဲမဟိုနင်းဖြစ်တောင်မှခီးတွားတွေတော်တော်များများရှိတယ်နော်ကြည့်မကြည့်လိုက်ပါဘလောက်ခန်းကားတဲ့ကြည့်လိုက်တော့မြို့ကြီးအဲ့လောက်ခန်းနာတဲ့မြို့ကြီးကိုတောင်မှစုပ်ပြတ်တတ်အောင်လို့တွားလုပ်ခဲ့တာဒါကျွန်တော်တို့တွေကျွန်တော်တို့အရှိရဲ့ဘိုးဘွားပြည်ပြည်နေပေါ့နော်ဟုတ်တယ်မလားအဲ့တော့ တချို့တလေယူရီးယားတွေမြန်မာတွေကိုမောင်းတယ်ဘာဖြစ်တယ်ဆိုတာဒါမှမဟုတ်ဒီညမှာတခုလို့ပြောခြင်းတယ်အဲတချို့တလေမြန်မာဘက်ကအကွန့်တက်တဲ့လူရှိတယ်အခုဒီကြောက်တုံးကြောက်ပြဲတွေပေါ့နော်ရုပ်ထုတွေရဲ့ပဲ့ကြိုးဝါတဲ့ဟာတွေကတဲ့ဟိုတိတိပပပပြတ်နေတဲ့ဟာတွေရှိတယ်ပေါ့ဒါတွေကဟိုနောက်ပိုင်းလူတွေကတမင်တက်တဲ့မြန်မာတွေကိုအပြစ်ရှိအောင်လို့မြန်မာတွေကဒီလောက်ထိဖြစ်စည်းဝါတဲ့ဆိုလို့ပြီးတော့ဟိုပြထားတာပေါ့ဒါကမပြောသင့်တဲ့စကားလို့ကျွန်တော်တို့ကထင်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ ရှစ်လူကြီးတွေတိုက်ခဲ့လို့ပဲဒီမြို့ကပြက်ခဲ့ဘူးကပြီသူ့အတူဘလို့ပဲပြက်ပြက်တကက်တရခံကတော့ကိုတွေဘက်ကသွားတိုက်လို့ပြက်ခဲ့ရတာဟုတ်တယ်မလားအဲ့ဒါကိုကျွန်တော်တို့ကထပ်ပြီးတော့ဟိုစင်တရေကိုစိတ်တည်တယ်ဖုံးနေစရာမလိုဘူးအဲ့တော့အခုနောက်ပိုင်းမှာစစ်ပွဲတွေကြောက်ကျွန်တော်တို့တွေကအဲတွေးထက်တန်ယိုတွေဖြစ်တဲ့နေအိမ်တွေဆုံးရှုံးရတယ်ဒေတာမမီတာစုတွေတေခွဲရှင်ခွဲတွေကွဲရတယ်ဆိုတာစစ်ပွဲတွေမကောင်းဘူးဆိုတာကိုဒီရုပ်ရည်မြို့ဟောင်းကိုကြည့်ချင်းအဖြစ်တိနိုင်တာပေါ့နော် ဒါဒီဖះเจ้าရဲ့အဓိကနေရာကတော့ဒီနေရာပဲဖြစ်ပါတယ်ဒီနေရာကဓမ္မညောင်ပင်ကြီးကဖះရဲ့ဒီရုပ်ရုပ်ထုပေါ့နော်ခေါင်းခေါင်းဟိုနေ့ကိုမြို့ထားတဲ့နေရာပေါ့နော်ကြည့်ပါဗျာအကုန်လုံးကိုပြိုပြဲပြီးတော့နော်ဓမ္မကြည့်လိုက်အဲ့ဒီနေရာအဲဒီညောင်ပင်ကြီးကဒီနေရာကဒါအဓိကနေရာပဲဒီပုံပေါ့နော်ဒါ UNESCO ဝင်နေဆိုတော့ဒါတွေကအဓိကပေါ့နော်ဓမ္မဓမ္မဒီညောင်ပင်ကတော့တည်တဲ့အတိုင်းပေါ့ဗျာအပြင်တွေကိုမြို့ရတာပေါ့ အဲ့ဒါမင်းတဲ့ထဲမှာဒီမြို့ဟောင်းနေရာမှာတော့တစ်ပင်ကြီးတွေတော်တော်ရှိတဲ့အတွက်အရေးအဝါတတော်တော်ကောင်းတယ်ခီးတွားဧည့်တယ်ဆိုတော့လုံးဝမပြတ်ဘူးအဲ့ဒီအတွက်ထိုင်းနိုင်ငံရဲ့ခီးတွားဝင်ငွေကတစ်နှစ်ကိုဘလောက်တောင်ရလဲဆိုတော့အလုံးတီးတဲ့အတိုင်းပဲသူတို့တွေကခီးတွားဝင်ငွေနဲ့အဓိကရက်တည်တာအဲ့တော့သူတို့မှာရှိတဲ့အရာတွေကို UNESCO ဝင်အောင်လုပ်ပြီးတော့နိုင်ငံဘန်နာတွေရတယ်ပြီးတော့ဒီအယုဒ္ဓယာပတ်လည်မှာနေတဲ့ထိုင်းလူမျိုးတွေအတွက်ကလည်းဒီနိုင်ငံသားခီးတွားတွေကိုဈေးရောက်မယ်ကားတွေနဲ့အကျိုးပို့တွေလုပ်မယ်စသဖြင့်ဒေသခံတွေအတွက်လည်းအလုတ်အကင်တွေနော်ပွင့်လန်းတာပေါ့ ။ဥပမာကြည့်ပါနော်ကျွန်တော်ဇွန်ဆွဲပြီးထားတဲ့အနာကပ်။ဥပမာရှစ်ခေရဲ့လက်ရာတွေကိုတိတိကျမြင်လို့ရအောင်လို့ဘာမှကရင်လည်းမရှိဘီလန်းမြင်မရှိစသဖြင့်အဲ့တလူခင်မာတောင်မှဒါလောက်ကြီးကျယ်တဲ့အဆောက်အအုံတွေကိုစောင့်နိုင်သွားတယ်ဆိုတာကျွန်တော်ဒီနေ့ခင်မာလဲကျွန်တော်တို့ကိုလုံးစူးစမ်းနေပြီးတော့မအောင်မြင်လို့စိတ်သက်ကြနေတဲ့လူတွေအတွက်နော်ဒါစိတ်သက်မကြတဲ့အတူယူစရာပေါ့ ဒါကတော့ဇီးပင်ကြီးပဲဖြစ်ပါတယ်။ဘယ်နှခုနှစ်လဲတော့ကျွန်တော်လည်းမသိဘူး။ဇီးပင်ဒီလောက်အပင်ဖြစ်ပြီဆိုတော့ကအနည်းဆုံးကနှစ်နှစ်ကိုဇေစုနှစ်ကိုထပ်နေလောက်မှဒီလောက်အပင်ဖြစ်တာပါနော်။ဒီမှာဇီးညီနောင်ပေါ့။ဟိုဘက်မှာတပင်ဒီဘက်မှာတပင်နှစ်ပင်ရှိပါသလိုပဲအပင်ကြီးနေ။ဒါပေမဲ့ကျွန်တော်ကြားဖူးတာကဒီရုပ်ထဲမှာရှိတဲ့ဇီးပင်မှာရှိတဲ့ဇီးဒီတွေဟာတဲ့ကျင်းစာတိုက်ထားတဲ့အတွက်တလုံးမှစားလို့မရပါဘူးတဲ့။အယုဒ္ဓယာပတ်လည်မှာရှိတဲ့ဇီးပင်မှန်သမျှဇီးဒီတွေဟာအကုန်လုံးပိုးထိုးထားပါတယ်။ဒါဟာသူတို့ကဟိုယုံနန်းစကားတွေပြောခဲ့တာတော့ကျင်းစာ တိုက်ထားတယ်လို့တော့ပြောတာပဲဒါပေမဲ့ဟုတ်လားမဟုတ်လားတော့မသိဘူးပေါ့နော်ခေတ်စကားရတဲ့ဆိုရင်တော့ပိုးထိုးတာပေါ့ကဲဒီမှာကြည့်ပါအောင်တရေချာနော်အရှိယင်ကျေးမှုလက်ရာတွေကြည့်လိုက်ပါတကယ်ကိုအနုစိတ်လောက်ထားတာနော်အခုတော့လေအပေါ်မှာဒါမြက်ပင်တွေညောင်ပင်တွေအုပ်နေပြီပေါ့ဒါပေမဲ့ရှေးမူလက်ရာအတိုင်းကိုလုံးဝထားတာကျွန်တော်တို့မြန်မာပြည်ကပကံဖျားတွေကိုနော် VPC ပိုက်တွေ fiber ပိုက်တွေကိုဖျားတဲ့ကိုထိုးထည့်ပြီးတော့ခစ်တဲ့အုပ်တွေနဲ့ပေါက်ပန်း၄၀လောက်တဲ့စစ်ကောင်းဆောင်တွေကိုပြတင်တဲ့ဒါမျိုးอ่ะ တကယ်ပြကျွန်တော်တို့ကတမိုင်းကိုစိတ်ဝင်စားတော့လေသူတို့မြို့ဟောင်းကြီးကိုတွေ့တာအော်အထင်ကြီးရဲ့လေးစားတဲ့ရှစ်လူတွေဒီလောက်တောင်လုံနိုင်တယ်နော်အခုခေတ်အဆောက်အုံတွေစောက်တယ်ဆိုတာထက်ကိုသူတို့ခေတ်မှာကဘလောက်ခက်ခဲမှစဉ်းစားကြည့်နော်ဒီအုတ်တွေကိုရဖို့အတွက်ပဲအုတ်ကိုပဲအရင်ဖုတ်ကြည့်အောင်နော်အုပ်ဖောက်ပြီးတော့ဒီလိုမျိုးကြီးကြီးခမ်းနားတဲ့အဆောက်အအုံတွေစင်းတုတွေနော်ဒါတွေဟာရှစ်ခေထွန်းကားမှုရင်ကျင်းမှုထွန်းကားမှုပြရုပ်တွေပဲအဲ့တော့ဒီလိုမျိုးဟောင်းတွေကိုထိမ့်ထိမ့်ဆောက်ရှောက်ထားတဲ့အတွက်ထိုင်းနိုင်ငံအခုဆိုရင် ိုင်ငံခြားခရီးတွားနှစ်စဉ်နှစ်တိုင်းသူတို့နိုင်ငံကိုအကျိုးပြုနေတာဒါကတော့ဒီဖះเจ้าဟဲ့အလဲကောင်တက်တက်မှာရှိတယ်အကြီးဆုံးဇေဒီရဲ့အပြိုအပြက်ပုံပေါ့နော်သူကတော့အကြီးဆုံးပေါ့အလဲကောင်တက်တက်မှာအကျယ်ကြီးပဲဒီခြံကြီးကလေနှင်ငင်းမဲ့လိုက်လျှောက်မလို့အခုကျွန်တော်လျှောက်ခဲ့တာတော့မကုန်ပဲဘူးအခုပြနေတဲ့ဘက်ကိုကျွန်တော်မတွားနိုင်ခဲ့ဘူးဝေးရကြီးတဲ့အတွက်ဘာလို့ဆိုတော့ကျွန်တော်ကခီးတွားလာတာပြင်းနေပြပုံဝင်လင်းပြောရရင်တော့အဲ့ဒီအတွက်မတွားပြစ်တာပါ အဲ့တော့ကိုဒီဘက်အချမ်းလောက်ပဲတွားပြီးတော့ဒီနေရိပ်တဲ့ဘက်အချမ်းကနေကျွန်တော်ရိုက်ပြတာပါရုပ်တရားကိုရောက်ဖူးတဲ့ဒူတွေအတွက်ကလည်းအဲရုပ်တရားကိုထပ်ပြီးတော့အလွမ်းပြေကြည့်လို့ရအောင်အကဲရုပ်တရားကိုမရောက်ဖူးတဲ့ဒူတွေအတွက်မြန်မာပြည်မှာဖြစ်ဖြစ်အခြားကျွန်တော်တို့အဲအမေရိကန်လို့ဩစတြေးလျလို့စတဲ့ဖြင့်ပြပတိုင်းတစ်ပါးကိုရောက်နေတဲ့ဒူတွေအတွက်လည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့အဲသူများနိုင်ငံမှာတစ်ချိန်ကထွန်းကားခဲ့တဲ့ယဉ်ကျေးမှုတွေကိုလေ့လာလို့ရအောင်ဒီဗီဒီယိုလေးကိုရိုက်ပေးလိုက်တာဖြစ်ပါတယ် ဒါကတော့ဒီဖះเจ้าရဲ့ပုံပေါ့เนาะဒီမှာကြည့်လိုက်ပါဘလောက်ကြီးကျယ်ခမ်းနားလဲဆိုတာမကြည့်လိုက်စောက်ထားတဲ့အဆောက်အုံတွေအဲ့ဒီခစ်ကဒီလိုပုံစံမျိုးဖြစ်အောင်စောက်ထားတာညိုရိုးကညင်ညာနေတယ်မုတ်ဦးဆိုမုတ်ဦးအရှိမအဆောင်တွေအဆောင်တွေအလဲကောင်တက်တဲ့မှာအကြီးဆုံးဖះကြီးတောင်အဲ့လောက်ထိဒီမှာဒီအရှိမဆိုရင်ဒါမုတ်ဦးကတုံးခုရှိမယ်ဒါကတော့အရှိမုတ်ဦးတုံးခုနဲ့ဒါဒီလိုပုံစံမျိုးကြီးပေါ့အဲ့လိုနန်းဖះเจ้าဆောင်ယူကိုအကုန်လုံးပြုတ်ပြက်အောင် ကျွန်တော်တို့မြန်မာစစ်တီရဲမဲ့တွေတော့တိုက်ပွဲနိုင်တော့ဖြူဖြက်ပလိုက်တာပေါ့နော်အဲဒါကတော့ဒီဘက်ကရက်တဲ့နေရာကနေကျွန်တော်လိုက်ရထားတာပါဒီဘက်မှာအပင်တွေတော်တော်အေးတဲ့အတွက်နေရာထိုင်ရတာ ခီးတွားဧည့်တွေအတွက်တော်တော်အဆင်ပြေတယ်ကဲနောက်တစ်နေရာကိုတော့ပါမယ်ဒီနေရာမှာတော့အားလုံးမြင်တဲ့အတိုင်းပဲပြီးမှလာအဲကျွန်တော်ပြနောက်တစ်နေရာတော့မှာဥအောင်ဇေယအဲအူအောင်ဇေယတည်ခဲ့တဲ့ဖေယား ဝက်ရိုင်ချမ်ကွန်တော့ခေါ်တယ်ပေါ့နော်အဲ့ဒီဥပမာပြပေးခဲ့တဲ့ဝက်ရိုင်ချမ်ကွန်ကိုတွားမယ်နောက်ဗီဒီယိုမှာဘာတွေအကြည့်ရမလဲဆိုတာစက်ကြည့်ပါနော်နောက်ထပ်တစ်ပုဒ်တွားမယ်အအပြင်မှာယာဒီဥလူပူရင်းမဲ့ဒီဝင်ထဲမှာတော့မြင်တဲ့အတိုင်းပဲဒီကြောင်းရဲ့နာမည်ကတော့ဝက်မဟာထပ်ပေါ့နော်အဲမဟာထပ်ဘုံကြီးကြောင်းပေါ့မြန်မာလိုဆိုလို့ရှိရင်တော့ဒါပေမဲ့လို့မြင်ရတာတော့အားလုံးတိတဲ့အတိုင်းပေါ့ဗျာနော်ဟိုကြောက်စင်းသူတော်တွေကအကုန်ကျင်းပုတ်ပြီးတော့ရိုက်ချိုးဖြက်စီးထားတာနော် အဲ့ရှေ့မှာဗီဒီယိုဖိုင်မှာကျွန်တော်ပြောခဲ့တော့ကဲဥုံစီကတည်ခဲ့တဲ့ဆရာပေါ်လာတယ်เนาะဟာပညာတင်လွတ်တာလေဒီနလင်စွာကဟိုဘူမသိခဲ့တဲ့ရိုင်ဖယ်တဲ့သူကဘူကြီးအစ်စ်မြင့်ပဲရောထုတ်တာဘူမမထုတ်နိုင်နေပဲလေအားထုတ်တယ်